ားလုံးမင်္ဂလာပါဒီနေ့အချိန်နာရီအတွက်ဖခင်ရဲ့ကျေးဇူးတော်ကိုအထူးပဲချီးမွမ်းပါတယ်ဒီနေ့မှာအခုတလုံးမှာကျမစိတ်ထဲမှာပေါ်လာတဲ့နှုတ်ကပတ်တော်တချို့ရှိတယ်အဲ့ဒီအရာလေးရှိတဲ့အတွက်ကြောင့်ဒီနေ့ချစ်တဲ့ညီကိုမောင်နှမအရောက်စီတိုင်းကိုပြန်လဲပြီးတော့ဝင်ကပေးချင်တာဖြစ်တယ်အားလုံးအတွက်ကောင်းကြီးမင်္ဂလာဖြစ်လိမ့်မယ်လို့လည်းယုံကြည်ပါတယ်လို့ကျမဝင်ကချင်တဲ့ခေါင်းစဉ်ဟာဘာဘူးလုံမှမြေကြီးတပြင်းလုံးတို့ဆိုတဲ့နော်ခေါင်းစဉ်နဲ့ကျမဝင်ကပေးချင်တာဖြစ်ပါတယ်အဲ့ဒီအတွက်ကျမစန်းစာတချို့ကိုဖတ်ချင်ပါတယ်ကဘာဦးချန်းခန်းကြီး7အခန်းငယ် ငယ်1ကနေကိုဖတ်ပါမယ် မြေကြီးသားအပေါင်းတို့သည်ဘာသာတစ်မျိုးသည် စကားတစ်မျိုးသည်ရှိကြသည်ဖြစ်၍အရှိမျက်နာမှခရီးသွားသည်ဖြစ်ရှိနာပီ၌မြင်းကြီးအားအရက်ကိုတွေ့၍နေရာချကြ၏သူတို့ကလည်းလာကြအုပ်လုပ်၍ခိုင်မာစွာဖုတ်ကြကုန်အံ့ဟုတယောက်ကိုတယောက်ပြောကြ၏ထို့သောကြောက်အရာ၌အုပ်ကို၎င်းတရွတ်အရာ၌ရင်းကြီးတစ်မျိုးကို၎င်းရပြီးလင်လာကြမြေကြီးတစ်ပြင်လုံး၌အရက်ရက်ကွဲပြားမိကိုစိုးရင်၍မြို့ကို၎င်းမိုးကောင်းကင်ကိုမှီရသောရဲတိုက်ကို၎င်းတီလုံးသည်ဖြစ်ကြော်စောကိတ် ရှိစေခြင်းကပြုကြကုန်အံ့ဟုပြောဆိုကြ၏ထို့သောလူသားတို့တီလုတ်သောမျိုးနှင့်ရဲတိုက်ကိုကြည့်ရှုခြင်းကထာဝရဘုရားသည် စင်သက်တော်မူ၏ထာဝရဘုရားက ကြည့်ရှုလောလူတစ်မျိုးသည်စကားတစ်မျိုးသည်ရှိသည်ဖြစ်၍သူတို့သည်ဤအမှုကိုဥဥပြုကြ၏ယခုကြံစီသမျှတို့ကိုအစည်းတားမရှိ ူတို့ပြုကြလိမ့်မည်။လာကြဆင်းသက်ကြကုန်အံ့။သူတို့သည်အချင်းချင်းနားမလဲစေခြင်းကသူတို့စကားကိုရှုပ်ထွေးကြကုန်အံ့ဟုမိန့်တော်မူ၏။ထို့သောထာဝရဘုရားသည်သူတို့ကိုမြေကြီးတစ်ပြင်လုံး၌အယက်ယက်ကွဲပြားစေတော်မူသဖြင့်သူတို့သည်မြို့ကိုမတီးဘဲနေကြ၏။တို့ဖြစ်၍ထိုမြို့၌ထာဝရဘုရားသည်မြေကြီးသားအပေါင်းတို့၏စကားကိုရှုပ်ထွေး၍သူတို့ကိုမြေကြီးတစ်ပြင်လုံး၌အယက်ယက်ကွဲပြားစေတော်မူသောကြောင့်ထိုမြို့သည်ဘာဘူးလုံမြို့ဟု၍တွင်သည်။ now tell eh ကျန်းစာတခုဖတ်ချင်ပါတယ်။ကဘာဦးကျန်းခန်းကြီး1အခန်းငယ်29နဲ့28ဖြစ်ပါတယ်။ထို့သောဘုရားသခင်သည်မိမိပုံတံတန်နှင့်အညီလူကိုဖန်ဆင်းတော်မူ၏။ဘုရားသခင်ဤပုံတံတန်တော်နှင့်အညီလူယောက်ျားလူမိန်းမကိုဖန်ဆင်းပြီးလျှင်အချင်းတို့များပြားစွာမွေးဖွားကြလော့၊မြေကြီးကို ပြည့်စည်ရနိုင်ကြလော့၊ပင်လယ်ငါးတို့ကို၎င်း၊မိုးကောင်းကင်ငှက်တို့ကို၎င်း၊အသက်ရှင်၍မြေပေါ်မှလှုပ်ရှားတတ်သောတရိတ်ဆန်အပေါင်းတို့ကို၎င်း၊အုပ်ဆိုးကြလော့ဟုမိန့်တော်မူ၍သူတို့ကို ကောင်းကြီးပေးတော်မူ၏ဖတ်သွားတဲ့နှုတ်ကပတ်တော်များအဖြစ်ဘုရားရှင်အားလုံးကိုကောင်းကြီးပေးပါစေလို့ကျွန်မအနေနဲ့ဒီကနေ့ဝင်ကရှင်တဲ့အကြောင်းအရာဟာအစမှပြောတဲ့အတိုင်းဘာဘူးလုံမှမြေကြီးတပြင်းလုံးတို့ပေါ့နော်မြေကြီးတပြင်းလုံးတို့ဆိုတဲ့ခေါင်းစဉ်လေးနဲ့ကျွန်မဝင်ကရှင်တာဖြစ်ပါတယ်လို့ဒီနေ့အခုတလို့ဆိုရင် ျမတို့မြန်မာပြည်မှာဆိုအခြေအနေအမျိုးမျိုးကျမတို့တွေ့ကြုံရတယ်အရင်တုန်းကကျမတို့ကိုဗစ်တွေဖြစ်တဲ့အဲ့တုန်းကတော့အိမ်တွေမှာနေတယ်ပြီးတဲ့အခါကျတော့နိုင်ငံရေးအစင်မပြေမှုတွေပေါ့နော်စီရေးအရထွက်ပြေးသိမ်းဆောင်ရတဲ့မြို့ရွာတွေလည်းအများကြီးရှိတယ်အမျိုးမျိုးခက်ခဲမှုကြုံတွေ့တဲ့အရာတွေရှိတယ်ပြီးရင်မြန်မာပြည်မှာရေဘေးတွေလည်းဖြစ်ပြန်ရောရေဘေးတွေနဲ့ကျမတို့ရေမြုပ်ကြတဲ့အရာတွေလည်းတွေ့ရတယ်ရှမ်းပြည်မှာဆိုရင်ကျမတို့ကလောတွေဘက်မှာအင်းလေးတွေပြီးလို့ရှိရင်အောင်ပန်းတွေမှာ ပေါ့နော်အဲ့ဘက်မှာကျမတို့တွေသွားကြည့်ကြတာဖြစ်တယ်တို့တွေရေဘေးကြောက်ကလောဆိုရင်တော်တော်လေးရေမြုပ်ခဲ့တယ်ပေါ့နော်အဲ့ဒီတချို့အိမ်တွေရေ ကဲပဲပင်လဲပြင်လို့မြုပ်တဲ့နေရာတွေဘက်မှာလဲကျွန်မကိုယ်တိုင်သွားပြီးတော့ကြည့်ခဲ့တာဖြစ်တယ်အဲ့ဒီခါမှာသူတို့တွေကမရွှေ့ပြောင်းလို့မရဘူးပေါ့နော်အမျိုးမျိုးရွှေ့ပြောင်းခဲ့ရတယ်ပြီးတော့စီရေအရာရွှေ့ပြောင်းရတယ်စစ်တေဖြစ်တဲ့အခါမျိုးမျိုးရွှေ့ပြောင်းရတယ်ကိုယ့်ရဲ့မြို့ရွာတွေကိုစွန့်ပြီးထွက်ပြေးရတယ်ပြီးတော့အခုတော့ဆိုလို့ရှိရင်ငလင်းတွေလှုပ်ပြန်ရောနော်ကျွန်မတို့မြန်မာပြည်တစ်ခုလောက်မငြိမ်မဝိဟိုဘက်ပြေးလိုက်ဒီဘက်ပြေးလိုက်ပေါ့ဒီလိုပဲကျွန်မတို့မှာဆိုသာသနာပြုတွေအများကြီးရှိတယ်ကျွန်တော်တို့မြန်မာပြည်အနှံ့မှာဆိုရင်သာသနာပြု နေရာပေါင်းရာကျော်ရှိတဲ့ခါကျတော့ရှမ်းပြည်ဘက်တွေလည်းရှိတယ်မန္တလေးဘက်မြမပြည်အလဲပိုင်းဆိုလည်းရှိတယ်ဟိုးမြောက်ပိုင်းကချင်ပြည်နယ်ဘက်ဆိုလည်းရှိတယ်ပေါ့နော်ပြီးလို့ရှိရင်ဟိုးအောက်ပိုင်းကော့တောင်းထိကျမတို့ရဲ့တာနာနယ်တွေရှိတယ်ဒါကြောင့်တို့ရဲ့သတင်းတွေပဲကျမတို့ကနားထောင်နေရတယ်ဟာစစ်ဖြစ်လို့ထွက်ပြေးရနေတယ်အခုတော့ပုန်းနေရတယ်ပြီးလို့ရှိရင်တချို့ဆိုလို့ရှိရင်လည်းနော်အမျိုးမျိုးအဲတဘာဝဘေးတွေကြောင့်တို့ရဲ့အိမ်တွေကိုထားပြီးတော့သွားရတယ်ဆိုတဲ့အရာလေးတွေ ကြားသိရတဲ့ခါမှာအရန်ပဲစိတ်မကောင်းဖြစ်မိတယ်ခြေခွန်းမိတယ်ဒါနဲ့တနေ့မှာနော်ကျွန်မအဲကျွန်မကြောက်မဲဆိုလဲမကျွန်မရောက်ခဲ့တယ်ရောက်ခဲ့တဲ့အချိန်မှာပြီးခဲ့တဲ့နေ့ကြောက်မဲရောက်တော့ဩသူတို့တွေစီရေးခက်ခဲမှုခဏငြိမ်တဲ့အချိန်မှာကျွန်မရောက်တယ်အဲ့အခုနောက်ပိုင်းဆိုလို့ရှိရင်ရောက်ဖို့လည်းမလွယ်တော့ဘူးဗောနကြောက်မဲကအခုဆိုသွားဖို့လည်းမလွယ်တော့ဘူးဒေသခံမိသားစုတော်တော်များများလဲကြောက်မဲမှာနေလို့အဆင်မပြေတော့ပဲတခြားမျိုးရအတီးအတီးကိုရောက်တဲ့အချိန်တွေရောက်တယ်အဲ့ဒီခါမှာဩအဲ့ဒီမတ ိုင်ခင်ပေါ့နော်အလေးမှာကျမအကြောင်းမဲဘက်တွေရောက်တယ်ပြီးရင်လာရှိုးမျိုးတွေကျမရောက်တယ်တန်ရန်ဘက်တွေကျမရောက်တယ်အဲ့ဒီရောက်ခဲ့တဲ့အချိန်တိုင်းတွေအတွက်ဘုရားရဲ့ကျေးဇူးတော်ကိုချီးမွမ်းနေအခုချိန်မှာသွားချင်းနေဆိုရင်တောင်မှကျမကလွယ်လွယ်ကူကူအဲ့ဒီဘက်တွေဆိုသွားလို့တိတ်မရတော့ဘူးပေါ့နော်အချိန်နေကြည့်ပြီးမှသွားရတယ်ပြီးတော့အဲ့ဒီကမိသားစုတွေဆိုလဲဟိုပြေးဒီပြေးပေါ့ဟိုပုံးဒီပုံးပြီးလို့ရှင်ဟိုရောက်ဒီရောက်ဓာမျိုးလေးတွေတွေ့တဲ့အချိန်မှာဘုရားရှင်ကကျမကိုကျမလုံးဝမထင်မှတ်တဲ့အရာတခုကိုကျမကိုဖခင်ကပေါ်ပြလာတယ် အဲ့ဒီအရာဟာဘာပုလုံနဲ့ပတ်သက်ပြီးတော့ဖခင်ကကျမမစင်းစားပဲနဲ့ပေါ့နော်ဒီအကြောင်းလေးကျမစိတ်ထဲမှာရောက်လာတယ်တခါလေမိသားစုလေးအယမ်းပျော်တယ်အမှုတော်မှာလည်းအယမ်းပျော်တယ်အတူတူမိသားစုလိုက်ရှိတယ်ကျမတို့အတင်းသားတွေဆိုလည်းအတူတူရှိရတာအယမ်းပျော်တယ်ဒါပေမဲ့လုံးဝမထင်မှတ်တဲ့အကြောင်းအရာတွေနဲ့တယောက်ပြီးတယောက်ဝေးကွာသွားတဲ့အရာတွေရှိတယ်နိုင်ငံအသီးသီးကိုရောက်သွားကြတဲ့အတင်းသူတင်းသားတွေရှိတယ်အဲ့ဒီခါမှာနားမလည်နိုင်တဲ့အကြောင်းအရာတွေလည်းကျမတို့ရှိတယ်တချို့ဆိုရင်မြမပီကိုချစ်တယ်နော် ချစ်ပေမဲ့မမျော်လင့်ဘဲနဲ့ထွက်သွားတဲ့သူတွေလည်းရှိတယ်ကိုမျိုးရွာကိုလည်းအရန်ချစ်တယ်ဒါပေမဲ့ကိုမျိုးရွာမှာဆက်ပြီးတော့နေထိုင်လို့မရလို့စွန့်ခွာသွားတဲ့အခြေအနေရှိတယ်ပြီးတော့ကိုအိမ်ကိုအရာတွေကိုလည်းအရန်ပဲချစ်တာဖြစ်တယ်ကျမတို့မြန်မာပြည်သားတွေဖြစ်အထူးသဖြင့်တိုင်းရင်းသားတွေဆိုကိုအိမ်ကိုရာဆိုတာကိုစွဲလန်းနေပေါ့နော်ဟိုပတ်စံလေးရှိရင်မစားရရင်နေပါစေအိမ်ဆောက်ချင်တယ်အိမ်ပိုင်ချင်တယ်ဒါကျမတို့ရဲ့တိုင်းရင်းသားတွေဆိုရင်အဲ့လိုမျိုးပေါ့တခြားတိုင်းရင်းသားတော့မသိဘူးကျမတို့ဟို ကချင်းနေချင်းလေကျမနီးဆက်တဲ့အဖွဲတွေဆိုဒီလိုပေါ့နော်ကျမတို့ဒီအိမ်တွေကြိုက်ကြတယ်ပြီးလို့ရှင်ကိုမျိုးကိုရွာဆိုတာနော်အရင်ပဲဆွဲလန်းကြတာဖြစ်တယ်ဒါပေမဲ့ဒီအချိန်လေးမှာအမျိုးမျိုးကျမတို့မျော်လင့်တယ်လို့ မဖြစ်တဲ့အချိန်တွေရှိတယ်ကျမတို့နေချင်တဲ့နေရာမှာမနေရဘူးကျမတို့မနေချင်ပေမဲ့မလွဲသွားလို့တခြားနေရာကိုရွှေ့ပြောင်းပြီးနေရတဲ့သူတွေရှိတယ်ကျမတို့ရဲ့သာသနာပြုတွေဆိုရခိုင်ဘက်ကအဖွဲ့တွေဆိုလည်းရှိတယ်သူတို့ဆိုရင်လည်းရခိုင်ကိုအခုထိမပြောင်းနိုင်ဘူးပေါ့ဒါကြောင့်ကျမတို့ဒီဘက်မှာပဲကျမတို့သာသနာပြုတွေကိုဆူတောင်းပေးရင်းနဲ့ဒီမှာအတူတူ ရတည်ရင်နဲ့ရန်ကုန်မှာလဲလို့ပျောက်ဆုံးသောဝိညာဉ်တွေရှိပါတယ်အတူတူပဲအင်္ဂလိလောက်ကြရအောင်ဆိုပြီးတော့သူတို့တွေလည်းဘုရားရဲ့အဝင်ကလေးအတွက်ရန်ကုန်ဘက်မှာလာပြီးတော့စက္ကတ်ကြတယ်တာနာပြူတွေဆိုတာရှိတာဖြစ်တယ်။ဒါကြောင့်ဒီအရာတွေကိုကျွန်မစဉ်းစားရင်းနဲ့တနေ့မှာဘုရားကဘာဘူးလုံရဲတိုက်အကြောင်းနဲ့ကျွန်မကိုစကားပြောတာဖြစ်တယ်။ဘာဘူးလုံရဲတိုက်ကိုသူတို့ဘာလို့တီဆောက်ကြလဲဆိုငါတို့မကွဲပြားဘူးတဲ့။ပြီးရင်အဲ့ဒီဘာဘူးလုံရဲတိုက်ကိုကြည့်ပြီးတော့ငါတို့တဆုတစည်းတည်းရှိဖို့တဲ့။ပြီးလို့ရှိရင်သူတို့ဟာကြော်စောကိတ္တိရှိဖို့ဘာဘူးလုံရဲ ဲတိုက်ကြီးကိုသူတို့တီဆောက်ကြတယ်အဲ့လိုတီဆောက်ကြတာကိုဖះကတွေ့မြင်တဲ့အခါမှာဟေးသူတို့ကောင်းကင်နိုင်ငံကအဖွဲ့တွေကိုနော်ငါတို့လာပါလာရအောင်သွားရအောင်ငါတို့တွေဒီအရာကိုပေါ့နော်သူတို့တွေလူတစ်မျိုးတည်း စကားလည်းတမျိုးတည်းရှိပြီးတော့သူတို့ကဒီကိစ္စကိုလုံနေတယ်။ဒါကြောင့်ဒီအရာကိုမလုံဖို့သူတို့ကို တားဆီးရအောင်ဆိုပြီးတော့ဒီနေ့မြေကြီးတပြင်လုံးမှာရှိတဲ့လူတွေကကဘာဦးမှာဆိုလို့ရှိရင်စကားကတမျိုးတည်းနော်လူမျိုးလည်းတမျိုးတည်းပဲရှိတယ်လူကမများသေးဘူးဒါပေမဲ့အဲ့ဒီအချိန်မှာဖခင်သခင်ကဒီဘာဘူးလုံးရဲ့တိုက်တီဆောက်တဲ့အချိန်မှာသူတို့ဟာအရက်ရက်ကိုမကွဲပြားပဲမြေကြီးတပြင်လုံးကိုနော်အရက်ရက်မကွဲပြားတီတာပဲနေမယ်ဒီမှာပဲစုနေမယ်ဒီမှာပဲရှိမယ်ဆိုတဲ့အရာသူတို့ဘာဘူးလုံး ရဲတိုက်ကိုတိဆောက်တဲ့အခါမှာသူတို့ရဲ့စကားတွေကိုရှုတ်ထွေးစေတယ်။သူတို့တယောက်နဲ့တယောက်နားမလဲတော့တယောက်ကဟေးအုပ်ယူခဲ့လို့ပြောလဲတယောက်ကနားမလဲတော့တယောက်ကဟိုနော် ဒီတသားယူခဲ့လို့ပြောလဲတယောက်ကငါဘာလို့ဖြစ်လဲမသိဘူးတယောက်စကားတယောက်နားမလဲတော့ဘူးဗောနော်နားမလဲတော့တဲ့အခါမှာတို့ကဘာဘူးလို့ရဲတိုက်ကြီးကိုဆက်ပြီးတော့တီဆောက်ဖို့မဖြစ်နိုင်တော့ဘူးဒါကြောင့်စကားတူတဲ့အဖွဲတွေအဖွဲတွေဟို क्वे ပြားသွားပြီးတော့မြေကြီးတစ်ပြင်လုံးမှာတို့တွေရောက်သွားတာဖြစ်တယ်ဒါကြောင့်ဒီအရာဘာလို့ क्वे ပြားလဲဆိုဖယားကတို့လှုပ်တဲ့အလုပ်ကိုဖျက်ဆီးခြင်းလို့လုံးဝမဟုတ်ပါဘူးနော်ဘာဖြစ်လို့လဲဆိုဖယားရဲ့အကြံအစီတော်မြေကြီးတစ်ပြင်လုံးမှာပြေဆုံးစေခြင်းလို့ဒီအမှုအရာဖြစ်ပျက်ခဲ့တယ်ဆိုတာကျမတို့တမန်ကျမ်းစာမှာတွေ့ရတာဖြစ် တယ်ကျမတို့လူဇာတိနဲ့တော့ငါတို့မကွဲပြားဘူးကွငါတို့ပဲချစ်တယ်ငါတို့မိသားစုနေမယ်ငါတို့အိမ်ကိုဆွဲလန်းတယ်ငါတို့ရဲ့မြို့ကိုဆွဲလန်းတယ်ငါတို့နိုင်ငံကိုဆွဲလန်းတယ်ကျမတို့မှာဆွဲလန်းတာတွေအများကြီးရှိတယ်ငါတို့မိသားစုတွေသစီးတစ်လုံးတည်းရှိကြမယ်တသက်လုံးမခွဲဘူးဆိုတော့ယူပါယုံနေလဲကျမတို့ထားကြတယ်ဒါပေမဲ့တခါလေမမျော်လင့်မဲ့မထင်မှတ်တော့အကြောင်းအရာနေလဲကျမတို့ကွဲပြားရတယ်။အော်မိသားစုတွေထဲကသားသမီးတွေလည်းတနေရာစီရောက်တဲ့နေ့ရက်တွေလည်းရှိသွားနိုင်တာဖြစ်တယ်။ပြီးလို့ရှင်မိသားစုတွေလည်းတမျိုးစီတနိုင်ငံစီရှိ သွားတဲ့မိသားစုတွေလည်းရှိနိုင်တာဖြစ်တယ်။ဒါကြောင့်ကျမတို့မိသားစုတွေကျမတို့မောင်နှမတွေဆိုရင်ကျမတို့မောင်နှမဆိုတော့ငားရောက်လောက်ရှိတယ်။ကျမပြောတတ်တယ်။ကျမတို့မောင်နှမငားရောက်လို့ဘယ်လောက်တောင်မှဝေးသွားတယ်လဲဆိုရင်ငားရောက်ဆုံးဖို့ အတူဆုံးဖို့လို့25နှစ်စောင့်ရတယ်လို့ငငယ်တုန်းကတော့လို့ကျမတို့တွေဩအတူတူရံဖြစ်ကြပြန်ဖြစ်ကြနေပေါ့ဒါပေမဲ့တကယ်တမ်းကြီးလာတဲ့အခါမှာဖခင်ကဟိုနေရာဒီနေရာတွေဟိုနိုင်ငံဒီနိုင်ငံတွေရောက်တဲ့အခါမှာကျမတို့မောင်နှမ9ယောက်ပြန်ဆုံဖို့တော့မှ25နှစ်ကြာမှပြန်ဆုံတဲ့အခါမှာကျမတို့ဩဂျေစုတော့ပဲပြန်ဆုံရလို့ဂျေစုတင်တယ်ဝမ်းသာတယ်ဖခင်ကိုဂျေစုကျမတို့တွေမတ်တရားဓာတ်ပုံတွေရိုက်ကြတယ်အဲဒီလိုပဲပေါ့နော်ဒီနေ့ ဒါတွေကကျမတို့စဉ်းစားတွက်ချက်ပြီးရှောက်ပြီး क्वे ပြအောင်နေတာလည်းမဟုတ်ဘူးငါကတော့ဒီဒီနိုင်ငံမှာမနေတော့ဘူးနေတော့မယ်တခါလေကျမတို့ရွေးချယ်တာမဟုတ်ဘူးကျမတို့ရုန်းကန်တာမဟုတ်ဘူးပေါ့နော်ကျမတို့ကြိုးစားတာမဟုတ်ဘဲနဲ့မမျော်လင့်တဲ့အကြောင်းအရာတွေဟာကျမတို့ဟာမြေကြီးတစ်ပြင်လုံးမှာ क्वे ပြဖို့အကြောင်းဖြစ်စေတယ်ဒါကြောင့်ဘာဖြစ်လို့ရဲတိုက်ကိုသူတို့တီဆောက်တဲ့အခါမှာဘာဖြစ်လို့ဒီရဲတိုက်ကြီးမပြီးမြောက်သွားတာလဲဘာဖြစ်လို့သူတို့ရဲ့အကြံစီကမထမြောက်ခဲတာလဲဆိုရင်ဖယားရဲ့ကြီးမားသောအကြံစီဟာလူသားပေါ်မှာ မှာမြေကြီးတပြင်လုံးကိုပြည့်စေနိုင်ဖို့ဖြစ်တယ်။ပြီးရင်ဘုရားသခင်လောကကမ္ဘာကြီးမှာဖန်ဆင်းထားသမျှအရာခတ်သိမ်းကိုအုပ်စိုးဖို့ဘုရားရဲ့အလိုတော်ရှိတာဖြစ်တယ်။ဒါကြောင့်အစောပိုင်းကာလမှာကမ္ဘာဦးကျန်းထဲမှာလူတစ်မျိုးတည်းစကားတစ်မျိုးတည်းရှိတဲ့အချိန်မှာတို့ဟာငါတို့မခွဲဘူးငါတို့မခွာဘူးလို့တို့အကြံစီရှိပေမဲ့ဖခင်ရဲ့ကြီးမြတ်သောအကြံစီဟာမြေကြီးတစ်ပြင်လုံးကိုပြည့်စေဖို့ဖြစ်တယ်မြေကြီးတစ်ပြင်လုံးကိုပြည့်စေပြီးတော့ ဒီကဘာလောကကြီးကိုအုပ်ဆိုးဖို့နဲ့အရက်ရက်မှာကွဲပြားပြီးတော့မြေကြီးစွန်းတိုင်အောင်သူတို့ကိုမြေကြီးတပြင်လုံးကိုအုပ်ဆိုးပြီးတော့လူဟာတိုးပွားဖို့ကျယ်ပြန့်ဖို့ပွားများဖို့မြေကြီးတပြင်လုံးကိုပြည့်စေဖို့ဖရာရဲ့အကြံစီရှိတဲ့အခါမှာသူတို့ရဲ့ဗာတပုလုံးရဲတိုက်တိဆောက်တဲ့အကြံစီဟာပြက်ပြားခဲ့တယ်ဆိုတာကျွန်တော်တို့တွေ့ရတယ်ဒီအချိန်မှာလဲဖရာကဗာနိုးစော်လဲဆိုတော့ဒီအချိန်မှာလဲဖရာရဲ့သခင်ရဲ့ကြီးမြတ်သောအလိုတော်ဟာဒီနေ့ကမ္ဘာလောကကြီးမှာရှိပါလေအဲ့ဒီအကြောင်းအရာကိုကျွန်တော်တို့ဗမာတွေ့ရတယ်လဲဆိုရင် င်တမန်တော်ဝိတ္ထုအခန်းကြီး1အခန်းငယ်8ထဲမှာကျမတို့တွေ့ရတာဖြစ်ပါတယ်ထို့သူမရှိတော်လဲသင်တို့အပေါ်တို့တန်ရှင်းသောဝိညာဉ်တော်စင်းသက်သောအခါသင်တို့သည်တကောအကိုခံရ၍ဂျေရုရှလင်မြို့မှစသောယူဒပြည်ရှမာရိပြည်မြေကြီးစွန်းတိုင်အောင်ငါဤသက်သည်ဖြစ်ကြလိမ့်မည်ဟုမိန့်တော်မူ၏လို့နှုတ်ဘတော်မှာဖော်ပြထားတာဖြစ်ပါတယ်ဒါကြောင့်ဒီတမန်တော်ဝိတ္ထုအခန်းကြီး1အခန်းငယ် ရှစ်ထဲမှာဖယားရှင်ဟာသူ့ရဲ့အကြံအစီကိုဖော်ပြထားတာဖြစ်ပါတယ်ဒီခေတ်ဟာတန်ရှင်သောဝိညာဉ်တော်ဟာကျမတို့အပေါ်မှာနောက်ဆုံးသောမိုးသီဆိုတန်ရှင်သောဝိညာဉ်တော်ဟာအကြီးအကျယ်ကဘာကြီးမှာနေရာယူတဲ့အချိန်ဖြစ်တယ်နောက်ကာလမှာလူမျိုးတကာတို့ပေါ်မှာငါဝိညာဉ်ငါသွန်လောင်းမယ်ငါရဲ့လူတွေဟာပရောဖက်ညာနဲ့ဟောမယ်အသက်ငယ်တဲ့သူတွေဟာ ဗျာဒိတ်ယူပါယုံကိုမြင်ရလိမ့်မယ်အသက်ကြီးတဲ့သူတွေကနမိတ်အိမ်မက်တွေကိုမြင်မက်ရကြလိမ့်မယ်ငါရဲ့အမှုကိုဆောင်ရွက်တဲ့ယောက်ျားမိန်းမတို့ပေါ်မှာငါရဲ့ဝိညာဉ်ငါသွန်းလောင်းပြီးသူတို့ဟာပရောဖက်ညာနဲ့ဟောပြောမယ်လို့ဖယားရှင်နှုတ်ကပတ်တော်ဟာအတိအလင်းဖော်ပြထားတာဖြစ်တယ်ပြီးတော့တမန်တော်ဝတ္ထုခန်းကြီး1အခန်းငယ်10မှာဆိုလို့ရှိရင်လေထိုးသောမရှိတော့လေတန်ရှင်သောဝိညာဉ်ကိုဆင်းသိမ့်တဲ့ကိုကိုခံပြီးတော့ဘလောက်တောင်မှလည်းဂျေရုရှလင်မြို့မှာဆိုင်ယူဒာပြည်မြေကြီးစွန်းတိုင်အောင်ငါရဲ့တက်တည်ဖြစ်မယ်ဒီနေ့ဖယားရဲ့အကြံစီကပါလဲဆိုမြေကြီးစွန်းတိတက်တည်ဖြစ်ဖို့ဖြစ်တယ် ်တခါတလေကျမတို့ရဲ့မိသားစုတွေမှာကျမတို့ရဲ့အသက်တာတွေထဲမှာကျမတို့ရဲ့တိုင်းနိုင်ငံထဲမှာရိုက်ခတ်မှုလေးတွေရှိတယ်တည်ငြိမ်နေတဲ့ကံရည်ပြင်မှာတခါလေး ကြောက်ခဲတလုံးကြလိုက်တဲ့အခါမှာဝဲကရက်တွေထတယ်လို့ပဲဒီနေ့ငါတို့မြို့မှာပဲနေတယ်ငါတို့ဒီမှာပဲအမှုတော်ဆောင်မယ်ငါတို့ဒီနေရာနေဘယ်မှမတော်ငါတို့မိသားစုဘယ်တော့မှမကွဲမပြားဘူးငါတို့ဆွေမျိုးတွေဘယ်တော့မှမခွဲပြားဘူးငါတို့ဒီနေရာကိုချစ်တယ်ဒီမြို့ကိုချစ်တယ်ဒီနိုင်ငံကိုချစ်တယ်ဒီနေရာကိုချစ်တယ်ဆိုပြီးတော့ကျမတို့တွေတခါလေးစွဲလန်းပြီးတော့အဲ့ဒီအတွက်ယူပါယုံတွေလည်းထားကြတယ်ပလန်တွေလည်းစွဲကြတယ်အိမ်တွေလည်းတည်ဆောက်ကြတယ်ကျမတို့အမျိုးမျိုးလဲပေါ့နော်ကျမတို့ပြင်ဆင်ကြတယ်ဒါပေမဲ့ဖခင်ရဲ့အကြံစီ ီကဘာလဲဆိုလူတိုင်းကိုဖခင်ရဲ့အကြံစီကတန်ရှင်းသောဝိညာဉ်တော် တကူအဖြစ်မြေကြီးဆွန်းတိုင်းအောင်တက်သေးခံရမယ့်အခွင့်နဲ့ဖခင်ရှင်ကဘိတ်သိမ့်နေတာဖြစ်တယ်အဲ့ဒီအရာဖခင်ရဲ့အလိုတော်ဖြစ်တယ်ဒါကြောင့်သူ့အလိုတော်ကိုပြည့်စုံမှုမြေကြီးတစ်ပြည်လုံးမှာဖခင်ရှင်ဟာလှုပ်ခါနေပါတယ်လို့ကျမတို့ရဲ့ဟောဒီမှာပဲငါတည်မြဲမယ်ဆိုတော့အရာတွေလည်းမမျော်လင့်တဲ့အခြေအနေအကြောင်းအရာတွေနဲ့ကျမတို့လက်လွတ်ရတဲ့အခြေအနေရှိတယ်ငါတို့ဒီနေရာကိုပဲဆွဲလန်းနေဆိုတော့အရာတွေကိုလည်းမထင်မှတ်သောအကြောင်းအရာတွေနဲ့ကျမတို့စ ซ่นคว้าပြီးถั่วทวายได้เฉยนี่ရှိတယ်အဲ့ဒီအရာတွေဟာကျမတို့အကျိုးနှဲဖို့ရန်အတွက်ကျမတို့ကိုခက်ခဲစေဖို့ဝမ်းနည်းစေဖို့ဖခင်ရဲ့အကြံစီမဟုတ်ဘဲနဲ့ဖခင်ရဲ့ကြီးမြတ်တော်အလိုတော်ဟာမြေကြီးတစ်ပြင်လုံးမှာเนาะဒီနေ့မြေကြီးซ้นတိုင်အောင်ဖခင်ရဲ့တက် သေးဖြစ်ဖို့ဖယားသခင်ဟာကျမတို့အရောက်စီတိုင်းကိုအသုံးပြုဖို့အလို့ငါဖယားရှင်ဟာလူဒီလောကကဘာကြီးကိုလှုပ်ခါနေတယ်ဆိုတာကျမနားလည်ရတဲ့အခါမှာဖယားရဲ့ကျေးဇူးတော်ကိုအထူးပဲချီးမွမ်းပါတယ်လို့ဒီနေ့ဖယားရဲ့အကြံစီဟာဖမြေကြီးတပြင်လုံးမှာတက်တည်ခံဖို့ဖြစ်တယ်လွန်ခဲ့တဲ့2000နဲ့ 73ခုနှစ်မှာကျွန်တော်မလေးမှာသွားတဲ့အချိန်မှာတန်ရှင်းသောဝိညာဉ်တော်ဟာကျွန်မကိုစကားပြောခဲ့တယ်။အဲ့ဒါဟေရှာယအနာဂတိကျအခန်းကြီး60ထဲမှာသင်ထားပါလင်းပါသင်ရဲ့အလင်းရောက်လာပြီတဲ့။မောင်မိုက်ဟာမြေကြီးကိုဖုံးလွှမ်းလိုက်မယ်တဲ့။ထူထပ်သောမောင်မိုက်ဟာလူများကိုဖုံးလွှမ်းလိုက်မယ်။သို့တော်လည်းသာရဖျားရဲ့ဘုန်းတော်ဟာသင်ပေါ်မှာပေါ်ထွန်းလဲရှိလိုက်မယ်လို့ဖျားရဲ့ နှုတ်ကပတ်တော်ဟေရှာယ60နဲ့ရောက်လာတယ်အဲ့ဒီအချိန်မှာဖခင်သခင်ကိုတော့ဘာကိုဖို့လူရှိတာလဲလို့ပြောတဲ့အခါမှာတန်ရှင်သောဝိညာဉ်တော်ကကျွန်မကိုစကားပြောခဲ့တယ်ကမ္ဘာလောကကြီးဒီကနေ့ကမ္ဘာလောကကြီးကဲတင်ချင်းရဖို့အင်းဝင်ကလေးတရားကိုဟောဖို့မြမပီသူပီသားတွေကိုငါရွေးကောက်လိုက်ပြီလို့ဖခင်ရှင်ကပြောလိုက်တယ်ကိုတော့ဘလို့များရွေးကောက်မှာလဲကျွန်မတို့ဟာဘလို့လူမျိုးတွေဖြစ်လို့ကျွန်မတို့ဟာဘာများတတ်နိုင်မှာလဲလို့ကျွန်မဖခင်ရှင်ကိုပြောတဲ့အခါမှာဖခင်ရှင်ကသင်တို့အထဲမှာငါတတ်သိရှိတယ်လို့ဖခင်ကပြော ာဖြစ်တယ်အဲ့ဒီသက်တေအားဖြင့်ကမ္ဘာလောကကြီးကိုငါရဲ့အေးဝင်ကလေးသတင်းစကားကိုဟောရမယ်ဖယားရှင်ကိုကျမမိုးရီမေးတယ်ကိုရောကျမတို့ထဲမှာဘာသက်တေလဲလို့ကျမမေးတဲ့အခါမှာနေလို့တဲမှာဒီနေ့တိုင်းနိုင်ငံရဲ့မတည်ငြိမ်မှုတွေရှုပ်ထွေးမှုတွေခက်ခဲမှုတွေအားဖြင့်ငါကိုကိုးစားခြင်းအဖြစ်တင်တို့တဲမှာတင်တို့မရှာပေမဲ့တင်တို့က training ကောင်းကောင်းရတဲ့သူတွေဖြစ်တယ်ငါဟာအသက်ရှင်နေဖယားဖြစ်ကြောင်းငါရဲ့နှုတ်ကပတ်တော်စကားဟာအမှန်ကန်ကြောင်းတင်တို့ထဲမှာသက်တေရှိတယ်တဲ့အခြေအနေနဲ့မဆိုင်ဘဲနဲ့ငါ ဟာဆံငယ်လေးတကောင်ကိုအငတ်မထားဘဲနဲ့ကျွေးတဲ့ဖျားရှင်ဖြစ်တယ်ဆိုတာလူတွေကကျန်းစာနဲ့သိတယ်ဒါပေမဲ့တင်းတို့ဟာနှုတ်ကပတ်တော်ကိုကြားယုံမကောက်လက်တွေ့ဘဝမှာသိတယ်တင်းတို့မှာငါအကြောင်းပြောစရာများစွာရှိတယ်ဒီနေ့ကမ္ဘာလောကကြီးကို ဧဝံဂေလိဟောဖို့မြမပြည်သားတွေကိုငါရွေးကောက်ပြီလို့ဘုရားရှင်က2013မှာကျမကိုပြောတာဖြစ်တယ်မြေကြီးမှာမှောင်မိုက်ဖုံးလန်းတော်လဲထူထပ်သောမှောင်မိုက်ဟာသင်တို့ပေါ်မှာဖုံးလန်းတော်လဲထာဝရဘုရားရဲ့ဘုန်းတော်ဟာသင်တို့ပေါ်မှာပေါ်ထွန်းပြီးတော့ဒီကနေ့ထိုမှောင်မိုက်ကိုကွဲလွင့်စေဖို့ရန်အတွက်သင်တို့ကိုငါအသုံးပြုချင်တာဖြစ်တယ်ဒါကြောင့်သင်ထပါလင်းပါသင်ရဲ့အလင်းရောက်လာပြီလို့ဘုရားရှင်က2013မှာဖော်ပြခဲ့တာဖြစ်တယ်အဲ့ဒါကြောင့်ကျမကအဲ့ဒီနေ့မှာဘုရားရဲ့ကျေးဇူးတော်ကိုချီးမွမ်းတယ်ဩကျမရ ရဲ့မြန်မာပြည်သူပြည်သားတွေတိုင်းနိုင်ငံအမျိုးမျိုးမှာအမျိုးခက်ခဲမှုအခြေအနေကြောင့်ရောက်တဲ့အခါမှာကျွန်မဝမ်းနည်းခဲ့တယ်ကြေကွဲခဲ့တယ်ဒါပေမဲ့2023မှာကျွန်မဘာနားလဲလဲဆိုကျွန်တော်တို့မထင်မှတ်ပဲတိုင်းနိုင်ငံအသီးသီးမှာကျွန်မတို့ရဲ့မြန်မာပြည်သားတို့ရောက်ရှိဖို့ဖရားရှင်ပို့ဆောင်နေခြင်းဟာမြေကြီးတပင်လုံးမှာဧဝံဂေလိဟောဖို့ရန်အတွက်ဖရားပြင်ဆင်တဲ့နေ့ရက်တွေအတွက်ကြိုတင်ပြီးတော့စီစဉ်ပြီးတော့လှုပ်ဆောင်ပေးနေတာဖြစ်တယ်လို့ကျွန်မနားလဲတဲ့အခါမှာဖရားရဲ့ကျေးဇူးတော်ကိုချီးမွမ်းတယ်ဒါကြောင့်ဒီနေ့ကနေကျွန်မအရောက်စီတိုင်းကိုယုံကြည်သူ ဖះရှင်အသားသမီးအားလုံးကိုကျွန်မခွားပေးခြင်းနဲ့ဒီနေ့သင်ရောက်တဲ့အရာရှိတဲ့နေရာဟာမြေကြီးပြင်ပေါ်မှာပါထိုမြေကြီးပြင်ပေါ်မှာဖះသခင်ဟာသင်အားဖြင့်သူ့ဘုန်းကိုထင်ရှားဖို့နဲ့သူ့ရဲ့အလိုတော်ဖြစ်သောမြေကြီးစွန့်တိုင်အောင်တက်သေးခံဖို့ရန်အတွက်ဖះရှင်ကသင်ကိုအလိုရှိတာဖြစ်တယ်ဒါကြောင့်ကျွန်မတို့ရဲ့အတွေးခေါ်ကျွန်မတို့ရဲ့အစီအစဉ်နဲ့ဟာငါဒီမှာပဲနေမယ်ဘာဘူးလို့ရဲတိုက်ကိုတီဆောက်ဖို့ဖះကအလိုမရှိပါဘူးငါတို့မကွဲပြားဘူးဒီမှာပဲဒီမှာပဲဆိုတဲ့အရာဖះအလိုတော်မဟုတ်တဲ့အတွက်ကြောင့်မြေ ကြီးတပြင်းလုံးကိုပြည့်စေဖို့ဘာဘူးလုံးရဲတိုက်တိဆောက်ခြင်းအမှုဟာပြု အဆုံးမတတ်ခဲ့ဘူးဆိုတာတွေ့ရတယ်ဒီလိုပဲကျမတို့ရဲ့စန္ဒကျမတို့ရဲ့လှုပ်ဆောင်ချက်ငါဒီမျိုးဒီတိုင်းနိုင်ငံဒီနေရာမှာအော်ဒီအသင်းတော်မှာပဲဒီမှာပဲငါအမှုဆောင်မယ်ဒီမှာပဲငါနေမယ်ဒီနေရာပဲငါချစ်တယ်ဆိုတဲ့အရာတွေဘဝမှာတစ်ခါလေးရှိတတ်ပါတယ်ဒါပေမဲ့ကျမတို့မထင်မဲ့ပဲနဲ့ကျမတို့ဘဝမှာထိုနေရာကိုစွန့်ခွာပြီးတော့ထိုနေရာကိုထားခဲ့ပြီးတော့အမျိုးမျိုးဖြစ်ပျက်ခဲ့တယ်ဆိုလို့ရှိရင်လည်းဒီနေ့အားငယ်စိတ်ပျက်ဖို့မဟုတ်ပဲဖယားရှင်ဟာတာရွဲ့ကြီးသောအကျဉ်စီနဲ့ကျမတို့ ိုမြေကြီးတစ်ပြင်လုံးမှာနော်ဂျေရုရှလင်မြို့မှာဆိုင်ယူဒာပြီးရှမာရိပြီးမြေကြီးဆိုတော့ငါသက်သေဖြစ်ရမယ်ဆိုတဲ့ဖခင်အကြံစီပြေဆုံးမှုကျမတို့အရောက်စီတိုင်းကိုဖခင်ရှင်ဟာဂျေစုပြုနေတယ်လမ်းပြနေတယ်ဖခင်ရှင်ထားတဲ့မြေကြီးပြင်အသီးသီးမှာဖခင်ရှင်ခွဲခန့်တဲ့တာဝန်ကိုကျေပွန်စွာထမ်းဆောင်ရင်းနဲ့ဖခင်ရဲ့အလိုတော်ကိုပြေဆုံးစေတဲ့သူတွေဖြစ်ကြရအောင်လို့ကျမပြောရင်းနဲ့ဒီနေ့ညီကုန်းချုပ်ပါတယ်အားလုံးပေါ်မှာဖခင်ရှင်ကောင်းချီးပေးပါစေ